မန္တလေးတိုင်းမြင်းချက်မြို့နယ်မြင်းချက်အကျင်းထောင်ကနိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်းကွယ်လွန်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအောက်တိုဘာလ29ရက်မှာထုတ်ပြန်ပါတယ်။နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်းဟာမြင်းချက်အကျင်းထောင်မှာဖက်စီခနေရစဉ်ကြောက်ကပ်အသေး6အသေးရောင်အတဝါယောဂရီရှိနေပြီးအသက်29နှစ်အရွယ်မှာအကျဉ်းထောင်တွင်ဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာကြောင့်အော်တိုဘားလ18ရက်နေ့မှာကွယ်လွန်ခဲ့တာပါ နိုင်ငံရေးအကျဉ်းသားကိုချက်မင်းဟိန်းဟာငရငါကကြီးဆက်သွယ်ရေးပုံမှဖောက်ခွဲလက်နက်မှုစတဲ့ပုံမှတွေနဲ့မတရားဖမ်းဆီးခံခဲ့ရပြီးထောင်နဲ့15နှစ်6လချမှတ်ခံရရသူဖြစ်တယ်လို့သိရပါဗျာ။ 2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိအချင်းထောက်တီတီမှဆေးဝါးဆောက်ရှောက်မှုလုံလောက်စွာများရှိတာနဲ့အရေးပေါ်စေကူတာခွေများရှိတာတွေကြောင့်ကြောက်ဆုံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား28ဦးထိရှိနေပြီဖြစ်တယ်လို့ PPNM ရဲ့စီးရင်တွေအရသိရပါတယ်ရှင်။